မင်္ဂလာပါရှင်တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကြပါကြပါစီရှင်ဆက်ရှိရဆယ်လ2025ရဲ့နေ့ရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲရန်ရိတ်ကထောက်ပို့မှုမတမ်းများကိုကျမတို့ဝေဟင် channel မှာတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ရှင်နထိုးကြီးမြို့နယ်နှင့်မလိုင်မြို့နယ်များသို့မေတီလာလာမာတာမာတက်သောစက်တက်လေဒီပါရာမိုတာ၅စီးဖြင့် မနက်6:00မိနစ်ခန့်အချိန်မှစ၍လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။နထိုးကြီးမြို့နယ်တနင်္လာသို့ဒရဥလေတမတ်တက်သောဝိုင်းတွဲစစ်ထောက်ပို့ဘုံကျဲလင်ရင်တစီဖြင့်မနက်9:10မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ပမော်မြို့နယ်တနင်္လာသို့ဒရဥလေတက်နှင့်မြကြီးနားလေတမတ်တက်သောဂျက်ဖိုက်တာ၅စီးဖြင့်မနက်9:18မိနစ် 9နာရီ25မိနစ်9နာရီ26မိနစ်နေ့လယ်9နာရီ43မိနစ်9နာရီ58မိနစ်6နာရီ39မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု6ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကြောင်မဲမြို့နယ်တနီယာသို့ဒဒဦးလေတပ်မှတပ်သောဂျက်ဖိုင်တာ၂စီးဖြင့်နေ့လယ်7နာရီ10မိနစ်7နာရီ25မိနစ်ည7နာရီ40မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု3ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ ဇလင်းကြီးမြို့နယ်တနေရာသို့မုံရွာနမခမှတက်သောဆက်တက်လေဒီပါရာမိုတာလေးစီးဖြင့်နေ့လယ်3နာရီ3မိနစ်3နာရီ5မိနစ်ညနေ9နာရီ20မိနစ်9နာရီ22မိနစ်6နာရီ5မိနစ်ခန့်အချိန်တို့တွင် လေဆောင်တိုက်ခိုက်မှု5ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ရွှေဘုံမြို့နယ်တနေရာသို့ဒဒဦးလေးတက်မှတက်သောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလေရင်တစည်းဖြင့်နေ့လယ်2နာရီ45မိနစ်ခန့်အချိန်မှအစတင်ပြောင်းဝဲကာ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။နောင်ချုံမြို့နယ်တနင်္လာသို့ဒရက်ဦးလေတပ်မှတပ်တော် Jet Fighter တစ်စီးဖြင့်ညနေ4:40မိနစ်၊4:45မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။နန်းဆန်မြို့နယ်တနင်္လာသို့ဒရက်ဦးလေတပ်မှတပ်တော် Jet Fighter တစ်စီးဖြင့်ည8:33မိနစ်၊8:36မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မိုးညင်းမြို့နယ်တနရာသို့ဒဒက်ဦးလေတပ်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်ည7:00နာရီ16မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တပိတ်ချင်းမြို့နယ်တနရာသို့ဒဒက်ဦးလေတပ်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်နေ့လယ်2:18မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ 18ရက်10လ2025ရက်နေ့တွင် အကြံဖတ်စစ်ကောင်းစီအနေဖြင့်တရက်ဦးလေတန်းနေပြီးတော့မကွေမြစ်ကြီးနားလေတန်းများမှဂျက်ဖိုက်တာ ဝိုင်တွဲနဲ့ပါရာမိုတာများပြန်တက်မှုအကြိမ်ကြီး48ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်ကချင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်ပြန်တက်မှု23ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေနဲ့များမှကောက်ကနိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားဆောင်ကြည့်ခြင်းမိမိနေမည်ရှိတပ်ဆိုင်ရာတော်လိုင်းရေးအဖွဲ့များ၏တတိပေးထုတ်ပြန်ချက်များကို လေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းလို့ဆိုအပ်ပါသည်ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် Channel မှာလက်လန်းမီသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သော လေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့် လေရင်ဖြတ်တန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ၏သတင်းလက်ခံအကောင့်ဖြစ်သောဝေဟင် Score ဘော့သို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မြစ်တာရက်ခံအပ်ပါတယ်ရှင်။ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။